ယဟန်တန်ဃာတော်တွေလည်းလူဓာရမတွေနဲ့မကဲနိုင်တဲ့အခါကျတော့လူမှုရေးကိစ္စတွေမှာတချို့နေရာတွေဝင်းပါကြရတာပေါ့ဓာရမတွေကိုမိပြီးတော့တင်ငါဆွမ်းချောင်းစေပစ္စည်းလေးပါမိကိုရက်တည်နေကြရတဲ့အခါကျတော့ဒါမှမဟုတ်လေကိုတပည့်တွေရဓာရမတွေဖြစ်နေတဲ့အခါကျတော့ကိုတပည့်တပည့်တွေဒုက္ခရောက်နေတယ်ဆိုလို့ရှိရင်ဆရာတွေအနေနဲ့တပည့်တွေရဲ့ ကိုယ်ရဲ့ဈာမမှုစိတ်ချမ်းသာမှု အကျိုးစီးပွားတွေကိုလိုလားတာဖြစ်တဲ့အတွက်ကြောင့်တတ်နိုင်သလောက်ကိုင်ကြီးစောင့်မကြရ။သို့သော်လည်းပဲယဟန်အလောပရိယပฏิပတ်လုပ်မှုနဲ့လူမှုရေးရာကိစ္စတွေကိုဝင်ပါတယ်ဆိုတာကအင်မတန်အန္တရာယ်များတာ။အင်မတန်အန္တရာယ်များတာ။တဖက်ဘက်ကိုထိခိုက်နစ်နာသွားပြီဆိုရင်အဲ့ယဟန်တစ်ပါးအနေနဲ့တောင်းမကင်းမှုပေါ့လေ။ဥစဉ်တော်မြတ်စွာဘုရားလက်ထက်တော်အခါတော်က ကောသလမင်းကြီးရဲ့နန်းတွင်သူတွေဟာအခြားအရက်သူတွေလို့လွတ်လွတ်လပ်လပ်ဖျားရှင်စီလာပြီးတရားနာဝင်မရတဲ့အတွက်ကြောင့်ကောသလမင်းကြီးရဲ့လျှောက်ထားတောင်းပန်ချက်အရရှင်အာနန္ဒမထေရနန်းတွင်ကိုကြွားပြီးတော့နန်းတွင်သူအမျိုးသမီးတွေကိုတရားစာပေပို့ချတင်ကြခဲ့ရတယ်။ဒီနေ့ကျဆိုရင်တော့ လူပုဂ္ဂိုလ်များဆံရဓမ္မစာပေသင်တန်းကျောင်းဆိုတာမျိုးနဲ့သွားတူမယ်နော်ပြင်ချင်းပြင်ချင်းလိမ္မာသင်တန်းတွေဓမ္မစကုသင်တန်းတွေအပိဓမ္မာသင်တန်းတွေဒါတွေနဲ့သွားတူမှာပေါ့တရားတစ်ပုဒ်နှစ်ပုဒ်ဟောတာမဟုတ်ဘူးနော် စာသင်ပေးတာဒီပါစာသင်ပေးတယ်စာသင်ပေးတယ်ဆိုတာလည်းတခြားလောကီအပြင်စာသင်ပေးတာမဟုတ်ဘူးဘုရားကျမ်းဂန်ဒေသနာတော်တွေကိုပဲအစီအစဉ်တစ်စီစဉ်ပို့ချတင်ကြပြီးတော့ပြီးတယ်ဗောဘာတွေတင်တယ်လို့တော့အသေးစိတ်မှတ်တမ်းတင်ထားတာတော့မရှိဘူး အဲ့တော့လုံရင်နဲ့တနေ့ကြတော့သူစာလာတဲ့နဲ့သူ့တပည့်နန်းတွင်သူနန်းတွင်သူဥပတိကမရဟာမျက်နှာမသားမရဖြစ်နေじゃစိတ်ဆင်းရဲနေじゃခါရဲဆိုလို့ရှင်အိုးသူတို့ဆရာရှင်အနန္တမထေဆိုတာဘုရားရှင်ရဲ့ဥပထာကအနိကအလောအကျွေးဓမ္မဗန္ဓာဂာရိကပုဂ္ဂိုလ်အာရကြီးညိုစာတန်ရတော့မယ်ဆိုဝမ်းကိုတားလို့ပြောနေじゃ ဒီကနေ့တော့ဖြင့်ကြည့်လိုက်တာမျက်နှာလေးတွေညှို့ပြီးတော့သူတို့မှာသေဘေးနဲ့တွေ့နေရတယ်လို့ဖြစ်ဒါနဲ့ဆန္ဒနာကဘယ်လိုဖြစ်နေကြတာတော့စာတင်မို့ရစိတ်မပါဘူးထင်တယ်မျက်နှာတွေလည်းမตาရကြဘူးဘာဖြစ်ကြတာလဲမေ့ကြည့်လိုက်တော့အရှင်ဖေဟာတပည့်တော်တို့ဘယ်မှာตาရနိုင်ပါမလဲခုတပည့်တော်တို့ဘေးဖြစ်နေတယ်ဖေဟာ ဘယ်လိုဘေးဖြစ်တာတော့ကောဒလာမင်းကြီးရဲ့ဗရမညာအုပ်ဆောင်ခြင်းဗရမညာအုပ်ဆောင်ခြင်းဆိုတာကမြလာခန္ဓာမင်းမေခမင်းနာတွေမှာရှင်ဘုရင်ဝတ်ဆင်ရတဲ့ဗရမညာအုပ်ဆောင်အုပ်ဆောင်အုပ်ဆောင်တဲ့ခေါင်းမောကဆောင်တဲ့ဘယ်လိုပြောမလဲဘုရင်တွေဆောင်တယ်ဟာနော်မကိုက်ခေါ်တယ်လားအဲ့ဒီမှာထိုးပြီးတော့တတ်ဆင်ပြီးတော့ဝတ်ရတဲ့ဗရမညာ အုပ်ဆောင်ခြင်းဗရမရနော်အဲ့ဒါပြောက်ပြောက်တော့နန်းတော်တို့ခလုံးတခါတဲ့အဝင်ထွက်တည်းစစ်စစ်ကြက်မှတ်ပြီးတော့အကုံလုံးရှာဖွေနေတယ်တခိုးကလည်းမတွေ့သေးတော့အကုံလုံးစိတ်ဆင်းရဲကိုဆင်းရဲဖြစ်နေရတယ်ခင်ဗျာဒီရာဇဝတ်ဘေးကိုကြောက်လွန်းတော့နန်းတော်သူနန်းတော်သားတွေအကုံလုံးမစွန့်မပြဖြစ်နေကြတယ်ဆိုတော့အဲ့ဒီအကြောင်းကိုသိတော့ အေးလူရင်းနဲ့နှိစက်သွားတယ်လူကိစ္စဝိစ္စတွေလည်းပဲတတ်ဆွမ်းသမျှဖြည့်ရှင်းကြရတယ်ဒီလိုမျိုးအငင်းဘွားပဲကိစ္စတွေဖြစ်ပွားလာတဲ့အခါမှာဥစ္စာရှင်ဘက်ကလည်းမနစ်နာရအောင်တရားခံလည်းပဲခိုးယူသွားတဲ့ပုံကိုယ်လည်းပဲမနစ်နာရအောင်ကိုယ်လည်းဝင်းနည်းအပြစ်နဲ့မညှိစွန်းရအောင် စီမံတတ်ဖို့ဆိုတာတော်တော်မလွယ်တဲ့ကိစ္စတော်တော်မလွယ်တဲ့ကိစ္စ လောကီထုံနှံအစဉ်လာဥပဒေတွေကတော့အော်ဥစ္စာစဉ်ပြန်ရဖို့ကအရေးကြီးတာခိုးသွားတဲ့သခိုးကတော့သူ့ထိုက်နဲ့သူ့ကံပဲကိုဖြစ်ကိုခံပေါ်ဒီလိုတွေးကောင်းတွေးသို့တော့ရဟတင်္ဃာတော်တွေမှာဒုတိယပါရစီကတိခါဖို့ရှိတဲ့အတွေ့အကြုံလို့ဒါအင်မတန်မှဂယုစိုက်ကြရတယ်နော်အင်မတန်အလေးထားရတယ်ဒီလိုကိစ္စတွေကဒါနဲ့ဆင်အနန္ဒမထေရမြတ်ဟာ ဘယ်လိုလုပ်လဲဆိုတော့ဘုရင်ကြီးကိုအကြံပေးတာမင်းကြီးဗရမ်းမြအုပ်ဆောင်ခြင်းကိုပြန်ရစင်လားအရှင်ဘုရားရစင်တာပေါ့ကောင်းပြီဒါဆိုရင်ကြုံပြောတဲ့အတိုင်းလုပ်နန်းတော်တွေကအလူတွေကိုအခုလိုဖန်ဆီစစ်စင်းနေတာမျိုးမလုပ်တော့နဲ့အကုန်လုံးကိုခွင်လွတ်လိုက်စိတ်ချမ်းသာပါနောက်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ညီဘုံတဘုံသဲဘုံတဘုံဘုံပုံး အဲ့ဒဲဘုံကနေပြီးဒီကနေ့လူတွေကိုနန်းထဲမှာရှိတဲ့လူတွေကိုသဲတဆုပ်တဆုပ်စီလာပြီးတော့ယူခိုင်းယူခိုင်းပြီးတော့နောက်တရက်ကြာလို့ရှင်အဲ့နောက်တရက်မနက်ကျအဲ့သဲတဆုပ်တဆုပ်ကိုပြန်လာပြီးတော့ဒီနေရာမှာပုံညာဆိုပြီးတော့အပုံခိုင်းလိုက်တဲ့အဲ့နည်းနဲ့အဲ့လိုလူတွေအကုန်လုံးရှင်းသွားပြီဆိုတော့ရှင်အဲ့သဲဘုံကိုစကားနဲ့ချပြီးတော့ရှားယူအဲ့ဒီကြရင်တွေ့လိုက်မယ် တခါတည်းအဲ့ဒီနေ့တိုင်းစားတယ်၃ရက်၃ရက်စားတယ်မတွေ့ဘူးလေတော့ကလိုင်းမင်းကြီးကအစင်အနန္ဒာအစင်ဘုရားမတွေ့ပါဘူးအဲ့တိုင်းစားတာမရပါဘူးဆိုတော့ဒါဆိုနောက်တနည်းပြောင်းဘယ်လိုပြောင်းမလို့ဆိုတော့ဒီနည်းလမ်းနဲ့စီမံမဲ့တာမယူရဲယူမလာဘူးတခိုးကပြန်လာမပို့ဘူးဆိုတာက လူမြင်သူမြင်ဖြစ်နေတော့သူ့ကိုတန်တရားရှိသွားမှာဆိုးလို့မထားခဲ့ရဲဘူးလာမထားရတာဖြစ်နိုင်တယ်အဲ့တော့ဘင်းကြီးရဲ့နန်းတော်ရင်ပြင်မှာရေအိုးကြီးတစ်လုံးရေအပြစ်ထဲထဲပြီးဘသူမှမမြင်အောင်အကာရီကဝင်ပေါက်တစ်ပေါက်လုံးထွက်ပေါက်တစ်ပေါက်လုံးနန်းတွေမှာရှိတဲ့လူတွေအကုန်လုံးအဲ့ဒီအဲ့ဒီအကာရန်ရေအိုးကြီးကားထားတဲ့အကာရန်တဲကို အဝတ်တွေခြုံပြီးတော့နော်အဝတ်တွေခြုံပြီးတော့တယောက်ချင်းတယောက်ချင်းဝင်ရမယ်ထွက်ရမယ်လက်ဆေးရမယ်ဝင်ရမယ်ထွက်ရမယ်နော်လက်ဆေးလာပြီးလက်ဆေးကြရမယ်ပေါ့အဲ့ဒီမှာတခိုးကစဉ်းစားရတယ်ဒီအမှုကဓမ္မဗန္ဒာဂါရိကရှင်အာနန္ဒမထေရရဲ့လက်ကိုရောက်နေတယ် မမီပဲနဲ့ဒီပစ္စည်းကိုပြန်မရပဲနဲ့တော့ပြီးမှာမဟုတ်ဘူးငါထားခဲ့မှပဲဒါအခွင့်ကောင်းမယ်ဘယ်သူမှမသိနိုင်ပါဘူးဆိုပြီးတခိုးကဗရမညာကိုရေအိုးထဲမှာထားပစ်ခဲ့တယ်ဗရမညာအုပ်ဆောင်ခြင်းလူတွေရှင်းသွားပြီဆိုတော့အဲ့ဒီရေအိုးကြီးကိုကလငါတွေကိုဖြုတ်ပြီးတော့ရေအိုးထဲမှာစားလိုက်တာဗရမညာကိုပြန်တွေ့တယ်တဲ့အော်အကုန်လုံးဝန်နေသားတော့နန်းရွဲ့သူတွေနန်းရွဲ့နန်းရွဲ့သားတွေအကုန်လုံး ပင်ကြီးရဲ့ပြည့်စုံစွာထင်းထင်းရတဲ့ဘန္တာဇိုးတွေအကုန်လုံးဝန်နေတာလို့အမလေးရှင်အနန္ဒမထေရုံမြတ်တော်လိုက်တာဉာဏ်ပညာကြီးမားလိုက်တာဘဟုတုတ္တကျွယ်ဝလိုက်တာဆိုချီးမွားထောပနာပြုကြလူနဲ့နီးတော့တဲ့လူကိစ္စတွေကိုတချို့ပါဝင်ဆောင်ရွက်ကြရတယ်ဆိုတာဥစဉ်ကဓမ္မတွေကိုပြောပြတာပါသို့တော်လည်းပဲအဲ့ဒီလိုဆောင်ရွက်တဲ့အခါမှာခုအရှင်အနန္ဒလောက်သွားတဲ့ကိစ္စကိုကြည့် တခိုးဘဲသူဆိုတာသူဖမ်းမပေးဘူးဒါယဟန်ကိစ္စမဟုတ်ဘူးဖမ်းရစီရမယ်လို့ယဟန်ကိစ္စမဟုတ်ဘူးဒါတတိထားဖို့လိုတယ်နော်လော့ဂီဆန်ဆန်မတွေးနဲ့ဒါဓမ္မတွေရတာနော်အဲ့လိုဖန်းစီပြီးတော့နှိမ့်ဆက်ပြီးတော့ဟာအပြစ်ပေးမယ်ဆိုရင်ယဟန်အပြစ်မကင်းမှဖြစ်သွားမှာဝိနည်းအပြစ်ဖြစ်သွားနိုင်တယ်နော်ဒါရေးကြည့်တယ်ဆရာတော်ကတခိုးလည်းပဲပြန်တောင်းစီမလိုဘဲနဲ့သူ့သဘောနဲ့သူ့ပြန်လာထားအောင်မင်းကြီးလည်းပဲသူ့ဥစားသူ့ပြန်ရအောင်တခြားလူတွေလည်းပဲဒီ ပစ္စည်းပြမှုကြောင့်စိတ်ဆင်းရဲမှုကလွတ်ငြိမ်းအောင်အကုန်လုံးအဆင်ပြေအောင်ဆောင်ရွက်သွားတာနော်အဲ့ဒီလိုအားလုံးအဆင်ပြေအောင်ပြည့်ပြည့်လဲလဲဖြစ်အောင်ဆောင်ရွက်နိုင်ရင်ကိစ္စမရှိဘူးနော်အဲ့လိုမဆောင်ရနိုင်လို့ရှင်တော့ဒါတွေဟာအလွန်မတန်အနေများတယ်။ယဟန်တန်ဃာတော်တွေအတွက်ယဟန်စရာယဟန်လောပရိယပฏิပတ်ကိုလုပ်နေတာဒါအကောင်းဆုံးပဲ။ဒီလိုမဟုတ်ဘဲနဲ့လူကြီးသားတဲ့ဟိုကိစ္စဝင်ပါဒီကိစ္စဝင်ပါလူတွေရဲ့အငင်းပွားပဲကိစ္စတွေဝင်ပါတယ်ဆိုတော့အနေများတဲ့အလုပ်တစ်ခုဖြစ်တယ်။ သို့တော့ကိုစွမ်းနိုင်မယ်ဆိုရင်တော့လှုပ်ပေးလိုက်လှုပ်ပေးရမှာပေါ့တက်နိုင်တဲ့လောက်စွမ်းနိုင်တဲ့လောက်တော့ဒါကူညီရမှာပေါ့အဲ့တော့လှုပ်ပေးတဲ့အခါမှာဝိနည်းသိက္ခာပုဒ်ကိုလည်းသတိထားဖို့ဒါအင်မတန်လိုအပ်တယ်ဆိုတာကိုလူရောရှင်ရောသတိထားကြဖို့လိုတယ်ပေါ့ဗျာဝိနည်းကိုပြစ်ပယ်ပြီးတော့လှုပ်မယ်ဆိုရင်ဒုတိယပါရဇိကလိုဟာမျိုးနဲ့ညှိသွားရင်ဒါနောင်တရစရာတွေဖြစ်သွားနိုင်တယ်ဒါသတိထားဖို့အင်မတန်ကောင်းတယ်ဒုတိယပါရဇိကတို့တတိယပါရဇိကတို့ ဒါမျိုးတွေနဲ့ညှိစွန့်မသွားအောင်တော့တရိထားရလိမ့်မယ်ပေါ့